ားလုံးပဲမင်္ဂလာပါရှင်။ Smart Reason Channel ကကြိုဆိုလိုက်ပါတယ်။မနေ့ကကလေးတယောက်ကမေးတယ်ပေါ့နော်။သူ Photoshop နဲ့အလုပ်ဝင်နေတယ်တဲ့။အခုစတာပေါ့နော်။စပြီးတော့အလုပ်ဝင်တဲ့အခါမှာဒါရိုက်တာချိတ်ကိုမြန်မာစာမှာရိုက်လို့မရဘူးဖြစ်နေတယ်တဲ့။အဲ့ဒါလေးကိုဘယ်လိုဖြေရှင်းရမလဲလို့လှမ်းပြီးတော့မေးပါတယ်။အဲ့တော့သူ့အားလေးကိုပြောပြရင်းနဲ့ဒီဗီဒီယိုလေးကိုဖန်တီးဖြစ်တာဖြစ်ပါရရှင်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျမက Photoshop ကို Photoshop CC9 2019ကိုသုံးထားပါတယ်တော့ဒီမှာ find new တောင်းလိုက်မယ် find new ထဲမှာဆိုလို့ရှိရင်လောလောဆယ်မှာတော့ a4 လေးကိုနမူနာပြမယ်ပေါ့နော်ဒါဆိုရင် a4 ဆောင်ရွက်ဆိုင်ကိုရွေးတာဖြစ်ပါတယ် a4 ဆောင်ရွက်ဆိုင်မှာလောလောဆယ်မီလီမီတာနဲ့ပေါ်ပြနေတယ် အဲ့တော့ဒီမီလီမီတာနဲ့ဟိုကျမတို့က inches လို့ဘာလို့ပြောင်းလို့ရပါတယ်ဒါမှဆိုရင်လက်မအနေနဲ့ပြောင်းလိုက်ပါပြီအဲ့ဒါဆိုရင် A4 size က8.268 11.693လက်မရှိတယ်ပေါ့နော် resolution ကတော့300နဲ့ပဲပြန်ထားပါတယ်ကဲဆိုတော့မြန်မာစာလေးရိုက်ကြည့်ကြရအောင်မြန်မာစာရိုက်မယ်ဆိုတော့ W4 နဲ့ရိုက်ပြီးလို့အရင်ပြပေးပါမယ်နော် win font တို့ w font တို့လည်းပေါ့နော်ဒီမှာရိုက်ပါဖြစ်ပါတယ်အတိတော့ဒါရီတော့ခြိုက်ပါတယ်ဆိုတော့အဲဗုဒ္ဓံသမန်တန်ငံကိုရိုက်ကြအောင်နော်ဒါဆိုလို့ရှိရင်ဘလို့မှဒါရီကိုရိုက်လို့မပေါ်ဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒါရီတော့ခြိုက်ရိုက်ဖို့အတွက်ကို edit ကိုသွားမယ် preference ကိုသွားမယ်ပြီးတော့ type အဲဒီကမှဒီ type option ဆိုတဲ့အထဲကမှ use smart cost ကို tick လုပ်ပြီးတော့အမှန်ချစ်ကိုဖြုတ်လိုက်ပါမယ်။ okay ပေးလိုက်မယ်ဆိုပြီးကျမတို့ကဒီမှာ direct out site ကိုရိုက်လို့ရပါပြီ။ sorry အဲအဲဆိုဗုဒ္ဓံပေါ့နော်ဒါတွေ out out site ကတော့ order 3168ဒါတော့တည်ပြီးသားဖြစ်မှာပါ။တမန်။တန်ကား ဒါဆိုလို့ရှိရင်တော့ခொနကလိုပဲတစ်ကိုတစ်ချက်ဖြုတ်လိုက်တာနဲ့ဒီဒီဆောင်ရွက်မှာဗုဒ္ဓံဓမ္မတန်ញံဘလောက်ရိုက်ရိုက်ရိုက်လို့ရသွားပါပြီเนาะအဲ့တော့တစ်ခေါက်ပြန်ပြောပါမယ်ဗုဒ္ဓံဓမ္မတန်ញံရိုက်မယ်ဆိုလို့ရှိရင်ကျမတို့က တော့ဘယ်လိုသွားရသွားရလဲဆိုရင်တော့ add preference ပြီးရင် type အဲ့ဒီကမှမှာ use map course ကို tick လုပ်ပြီးတော့ဖြုတ်မယ် okay ဆိုရင်တော့အဆင်ပြေသွားပြီဖြစ်ပါတယ်ကလေးလေးကလည်းဘေးနောက်မှာ ee ဆိုလုပ်နေပြီเนาะအဲ့တော့ဒီကနေပြီးတော့ကျမတို့ကဘုဒ္ဓတအတူထွားလေးတွေကိုတင်ဆက်ပေးမယ် matrix ဖြစ်ပါတယ် နောက်ထပ်လည်းပဲဗီဒီယိုဖိုင်လေးတွေကြည့်ဖို့အတွက်ကို like subscribe လေးလုပ်ထားပေးပါနော် အားလုံးပဲနေကောင်းပါစေစိတ်ချမ်းသာကိုယ်ချမ်းသာပါစေကြောင်း smart trace အမိသားစုကမြတ်တာပို့ပါရှင်